အားလုံးပဲမင်္ဂလာပါရှင် Story Audio Voice Channel ကနေပြီးတော့ပရိသတ်များအားလုံးကိုပြန်လည်ပြည့်ကျွတ်ဆွေးလိုက်ပါတယ်ဒီနေ့မှာတော့ပရိသတ်များနားဆင်ဖို့အတွက်စာရေးဆရာမခင်ခင်ထိုးရှိတာထားတယ်ရေချိုးစိတ်ဆိုတဲ့ဇာတ်လမ်းလေးကိုအဖြူကရွေးချက်ထားပါတယ်ဇာတ်လမ်းလေးကိုအစားကနေအဆုံးထိလိုက်ပါလို့နားဆင်ပေးပါအောင်ရှင်ရှာမနဲ့ခင်မမလေးကလင်းကျက်တော်တွေကရွာကနိုးနေပါပြီ။ဒီကိမှာတော့တချို့တောင်သူအိမ်တွေမှာ တရုတ်နိုင်ငံတွေခက်ကြွကြွချိတ်ထားနိုင်ပေမဲ့ကျမတို့ငငယ်ကတော့ရွာမှာဖုန်ကြီးကြောင့်ကလွဲလို့အိမ်တွေမှာနိုင်ရမရှိကြပါရှေးကပြားတွေတဲကလို့စက်တန်ကိုပဟုပြုရတယ်ဖုန်ကြီးကြောင့်တွေမှာတော့ချိန်သေးနိုင်ရကြီးတွေကခန့်ညားလာတယ်နိုင်ရီကိုပြောင်းလဲနေအောင်တိုက်ချွတ်ထားတာဆိုတော့ရွာကြောင်းသားအိုရင်အိုမေနိုင်ရီမအိုပါချိန်သေးတွေကဘယ်တစ်ချက်ညာတစ်ချက်ကြောက်ကြဲကြောက်ကြဲမရမနာရှိရကိုပဲ ကျမတို့သွားငေးကြစမြဲတိကက်မှာတော့နိုင်ကြည့်သွားတယ်ဆိုရင်ရေးကြကောင်းတော့မေးအချိန်ပြည့်လို့တောင်းတောင်းတင်းတင်းမိတာကလေကျမတို့အဖို့ထူးဆန်းတယ်နိုင်အကြောင်းကျမပြောရတာအကြောင်းရှိပါတယ်ဆက်နိုင်က နိုင်ထိုးတန့်ကိုတရွာလုံးမကြနိုင်ဒီတော့ဥပစင်တွေကိုရင်တွေကကျေးမောင်းထထိုးကြရတယ်ထလော့ရွာကလေးသူတော်ကောင်းတို့စွန့်ထမင်းစွန့်ဟင်းချက်ကြကုန်တော့ ိုးတော့အာယုံမှာစွန်းတော်တင်တော့ဝမ်းအာဟာရပြည့်စုံတော့တစ်ခေကင်ခင်စင်းကြကုန်တော့ရွာသူရွာသားတွေကလည်းမနေ့ရပင်မင်းခဲ့တာတွေတညတာကြောချခဲ့ရနေပြီပြေပြောက်ရလိမ့်ပြီကျမတို့မိန်းကလေးတွေကတော့နေလေးမပြူတပြူမှအေယာဝတီမြင့်မာတဲ့ရေခက်စင်းကြရတယ်ရေတအိုကလေးခွင်ဓမ္မမဟုတ်ခေါင်းပေါ်ရွက်ပြီးမျက်နှာအစ်စင်းကြရခြင်းဖြစ်တဲ့မြေကဘာနှောက်ခမ်းတင်ရွာဆိုပေမဲ့ ရေတထန်းတရွက်တော့ထန်းရရွက်ရဆဲမြဲပင်ဆူဆူဆက်ဆက်ရေတပလာခတ်ချင်လို့ရေတွင်ရဲ့ရေကန်ရဲ့မရှိအေယာရီမြင့်မာကြီးရွာချီမှာရှိနေတာကိုကမကန်းနိုင်တဲ့နဲ့မြစ်လို့အောင်းမနေကြမဟုတ်လားတောက်ပါလေအေးချိုးပါလေမျက်စိများငရုတ်တလဲခရမ်းတခုရဲ့သာရှိတာမြစ်ကထမပြေးပါဘူးဟဲ့ရေရီပေါက်ပက်လန်အောင်ခတ်ထားကြမလို့ပါတုံးရီတအိုးနွားရီတအိုးထည့်ထားပြီး ကျန်တာတောက်ရီလောက်ပဲလို့ရပါကြီးတော်တို့အမေတို့ဟာကျမအမအပြိုရိမြင့်စင်ရေစင်ခတ်တာကိုမကြိုက်မရှိရေဆိုတော့အိမ်မှာပြည့်ကောင်းတာရှိကောင်းတာပေါကောင်းများကောင်းတာအမှန်ပဲဒါပေမဲ့ကျမအမတွေမှာရေခက်ကြရင်စကားပြောကြရတယ်အပြိုအချင်းချင်းသာနားလည်နိုင်တဲ့ဘာသာစကားတွေရေခက်လမ်းမှာမှပြောကြရတယ်ဇပွဲကြောင့်ဖျားပွဲကြောင့်တောရွာမှာဘဘကျော်နဲ့ပွဲသွားကြမယ်အကြောင်းမိချင်စားခြင်းရှိရတဲ့ အင်ဂျီပုံစံတွေအကြောင်းရက်ကန်းကြထမင်တွေအကြောင်းဒါမျိုးကရေခတ်တော့မှစုံကြရပြောကြရမဟုတ်လားဒီတော့မြေရေကိုတစ်ခေါက်ခက်ရလို့လဲမမောနှစ်ခေါက်ခက်ရလို့လဲမမောဆယ်ခေါက်ခက်ရအောင်တော့ခက်နိုင်ကြအေးဒါပေမဲ့မျက်နှာကောင်းမရမြေများထွက်ပြေးမှကြလို့တဲ့နွားစကျင်းထဲမှာပဲမော်ပဲယူကြည်ပြောင်းယူကြည်နဲ့မျက်စုကိုစင်ကရေနဲ့ဆက်ဆက်လော်ကာထက်ရတယ်ရေကလည်းကုံတော့အကုံသားတုံးရီအူကတော့မိဖို့ကြောင့်၃လေးလက်ဆ ုံးပေါ့တောက်ရီကလည်းမြေရီတောက်ကြီးပြင်းရသူတွေဆိုတော့မြေရီမှပဲလလင်းပင်ပင်နဲ့အာသာပြရတယ်မြေရီအေးအေးတီတီမနဲ့စစောထခဲ့ကြပါဟဲ့လေမလို့နွားမကုခင်ခက်မှတန်တန်လေးရတာဖះစွန်တော်ရဟန်းစွန်တော်တို့ဆိုတမေစွန်ဟင်းတွေ ရေလေးတန်တန်နဲ့ချက်ကြလောင်ကြဟဲ့မနဲ့စစောထငါမြေရေချိုးစိတ်မှမခက်နဲ့အထက်နာဝါကျိန်တော်ကြီးမှာတွားခတ်ချင်အဘကအိယာထပြင်းတဲ့ကျမကိုစောစောနှိုးပြီး ရည်ရည်ထိုးခက်ခိုင်းလေးရှိရယ်။ဖုန်ကြီးကြောင့်ကဆက်နိုင်9နိုင်မှာကျေးမောင်းတတုံထိုးလေးရှိရ။အဲ့ဒီအချိန်ဟာမြည်ရည်တဲ့အကူအလိုနေကြသေးရဲ့။လေတမ်းမန်ဆက်တက်လေးမိတင်မောတွေလှိုင်းစီထအောင်မဖြတ်ကြသေးခင်ရည်အကြီးခက်ခိုင်းခြင်းဖြစ်တဲ့အဘပြောတာအမှန်ပါ။မနေ့စစောမျက်စိအဆင်းရတာတီနျူးစရာကောင်းလာတယ်။ရောင်နီပြပြလေးအောက်မှာမြည်ရည်တောင်ဆက်လမ်းကပင်ပကတိအေးမြတီငိန်လျက်ညက်လေးကတသွေးသွေး ိမ်မော်ဆုံးမွားစိတ်တွေကပဲကြည်လင်လန်းဆန်သွားရတယ်။ကျမတို့ငငယ်လူမှန်တဲ့ရဲကရွာဘေးကအစည်းစင်းနေရဲ့မြစ်ကြီးအဘတို့ကတော့အရှိမြစ်ခေါ်ကြတယ်။အနောက်မြစ်ကအချင်းတွင်အဘရဲ့သမီးအကြီးဆုံးကြီးရော်ကရေစကြိုမြို့နယ်ဖြုံပူးရွာမှာနေရဆိုတော့အရှိမြစ်နဲ့အနောက်မြစ်ကြားကကျုံးရွာတွေစီကျမတို့ကူလူနေကြပဲကျုံးရွာတွေအရှိဘက်ကမြစ်ကိုအရှိမြစ်အနောက်ဘက်ကမြစ်ကိုအနောက်မြစ်ခေါ်ခြင်းဖြစ်တယ်။ ဒီတော့ကျမတို့ဥတ္တရကလည်းအရာရီမြစ်ကိုအရှိမြစ်လိုပဲတုံးကြတော့တယ်။ငါကလေးဝေဆိုးစီဆိုးစီဝင်းပေါမှမြည်ချိန်တန်မီညီမတွေရဲ့စွန်းတော်ကက်လက်ကျမအရွယ်ရောက်လို့ဒီကပြားလေးဖက်ရတော့မှငယ်ဘဝရွာမနဲ့ခင်အရာရီမနဲ့ခင်ကိုနောက်ကျောင်းပြန်ခန်းစားရတယ်။မနဲ့စစောကြီးထပြီးရတမြစ်ကိုကဘာထိတ်ကရက်ကြည့်ရဲ့ရတမြစ်ရဲ့စက်တီရရှိဆုံးချိန်ကိုတွေ့နိုင်တယ်။ ကိုရွာဘေးကမြစ်ကြီးတမြစ်စီစဲနေရကားပင်အားရှိကျင်ဆက်ဝဲမြည်ကြီးကြီးခက်ချိန်မှာငှက်လေးဝေကြီးကြီးကြကြအောင်မြင်နေကြပြီအမရေကမြည်တန်တန်နဲ့စွန့်ချက်ကြပြီကြက်ပီဆိုတော့ဥပောင်းပါအောင်ခုခက်ပြီးစွန့်တော်တင်ကြတယ်ကျမတို့ရွာတွေမှာမြေအိုးနဲ့ထမင်းချက်ကြတာဆိုတော့ဆန်းကအိုးတက်တာနဲ့ဆလောင်းပုံအထိမမောက်လေးရှိတတ်တယ်ဆလောင်းပုံလက်ကင်လေးတဲ့ထိထမင်းရောက်တော့ဥပောင်းဖူးဖူးလေးရတယ်ဥပောင်းမပြက်အောင်အောက်ဖက်ကရောင်းမနဲ့ကောကား စောတမင်းပြင်ကြကတ်ကြရဲ့ဥပောင်ဖူဖူပဲ့အောင်ခူးလို့ခက်လို့ကတော့အစိုးငေါခံရဖို့သာပြင်းအကြည့်ခံထားရတဲ့ဖရာတောက်တော်ကြီးအိုရေကတောက်တော်ကြီးငားခွက်ခက်ရိုရိုတတိကက်စောတမင်းပူပူကိုကျွေတုပ်အုပ်လေးတဲ့ရွာကျောင်းလေးကျောင်းကကိုတော်ရီအဖို့ရာခူးနေခံနေရဲ့ဝေယဝိစရီပြီးရောဆရာတော်အကျောင်းကခုနှစ်နာရီကြီးမောင်ထိုးပြန်နေအမေတို့အမားတို့ကြီးတော်တို့ဒွေးလေးတို့အခင်းစင်းကြရတော့မယ် ။ထမင်းပူပူတွေနှမ်းစီနှစ်ပေါက်သုံးပေါက်ဆက်ပြီးငပိကင်ရှိရောငပိကင်၊ချမောင်ငပိကြက်လေးညကကြံတော့ကြံတာနဲ့စားကြရုံပဲ။ဒါဆိုရင်ဒီတမွန်းတက်စာအစာခံနိုင်ကြပြီ။မထု၊နွားเจ้าမတွက်ခင်နရီလေးဖြစ်ခဲ့အောင်မြေထဲကိုရှည်ကူးမနေနဲ့နော်။လက်ပံချောင်းပဲမသွားနဲ့။ကဘာကြောက်ကြီးနဲ့တည်း။နွားတွေဖောင်းကားကုန်းပက်လို့မြက်ပေါ်တယ်။ကဘာထိမရောက်စေနဲ့။အဲ့လိုမလို့သားမှားတာပါ။ညကပါတလျှောက်ကမျက်စုကွင်းကိုနှွားရီရိုက်တယ် တပြန်စည်းစားနိုင်ကြတဲ့တခါရရန်မြစ်ကဘာကဤကနေပြုတ်တတ်တယ်။မြစ်ကဲနာတန်းရွာတွေမှာနှွားတွေမြည်တဲ့ကြားကြရများပြီ။နှွားတွေကမြစ်ဆူနောက်လိုက်ရင်မြစ်ကဘာပဲရောက်ကြတာကိုခယူဆိုင်ကြရတယ်။ကျမတို့ကမြည်တဲ့ကူးခဲကြရင်နှွားကြောင်ရတာကိုပို့ပြောတယ်။နှွားလေးဝေကမြစ်ဆူမြစ်စိမ်းစားကြရ။ကျမတို့ကလေးဝေကလည်းရှေးကူးဟီစောကြရ။ဟိုတော့ဟိုခါကတော့ရွာနောက်ကျောပဲထွက်လိုက်တာနဲ့မြစ်ကိုလည်းနဲ့ပုံနိုင်ပြီး ကျမတို့ရွာတွေမှာမြေကဘာရဲလို့တမန်တော်ဂိုင်းတော်တူတူကြီးဝင်မရှိရွာမြေနဲ့မြေကဘာကဒိုးယူပေါ့ဆိုတော့မြင်ကွင်းရှင်နေဘယ်နာကကြည်ကြည်မြေကိုမြင်ရတယ်ရေကြီးကဆိုတော့ရေကြီးအခါအလျောက်ရေငယ်ကဆိုတော့ရေငယ်ကအလျောက်ရေပြည့်မြေစီးတိမ်တောင်ပါကြကစီးစင်းနေရဲ့မြေရေနီကျန်တွေလိုင်းထနေရဲ့မြေတောင်လီကအကြီးလန်နေမြေအရာရီကိုနှွင်နှွင်မှုမှုဆောင်ဆောင်မမြင်ကြလို့မရမထီးတွေ့ကြလို့မရ ရှောင်းလေကျန်လို့မဖြစ်ပါ။အေရာရီမြစ်ကိုခရီးသွားဟန်လွဲမြင်ရတာမျိုးမဟုတ်။သူကနေတန်ကနေလှမ်းမြင်ရမျိုးမဟုတ်။မိုးလင်းကမိုးချုပ်မြင်းနဲ့အတူနေမြစ်ဘေးမှာအိတ်မြည်တောင်းကြသူတွေကြီးဖြစ်တဲ့ပြောစကားတွေတဲမှာတို့ဖြစ်တသက်လုံးမြစ်ကိုမအေလုံးနေကြတာပါအေးဆိုတဲ့စကားပါလိရှိကြတာဒါကြည့်ရော့။ကျမရေးခဲလှပါပြီ။ကျမတို့ရွာဦးတရာအေရာရီမြစ်ကိုမေးတင်ထားတဲ့ရွာလေးဖြစ်တဲ့ကျမတို့ရွာရဲ့မြောက်ဖက်နေရွာကျော်မှာ အော်မာဒန်တီဝဲကိုရေးခဲ့တဲ့ဆရာရှောင်းအပိုင်စားခဲ့တဲ့စီမီခုံရွာရှိရဲ့တောင်ဘက်နေရွာကျော်မှာအင်္ဂလိပ်မြန်မာပထမဆစ်ပွဲစစ်ပြေညင်ရေးစာချုပ်ချုပ်ဆိုခဲ့တဲ့ရန်တဘိုးရွာရှိရဲ့မြင်းအနောက်ဖဲကန်ကျမတို့ရွာနဲ့မျက်နှာချင်းဆိုင်မှာတော့ကုန်းမောင်ခေကရွှေပြည်ဝန်းလို့ထင်ရှားကြော်စော်ခဲ့တဲ့မြမပညာရှိ သူခမဲရောမင်းကြီးဦးဖိုးလာရဲ့စာတိရေပလဲရွာရှိရဲ့တမိုင်းဝင်ထင်ရှားခဲ့တဲ့အဲ့ဒီရွာ၃ရွာရဲ့ဖိုခုံလောက်ဆိုင်အလဲမှာ ကျမတို့ရွာလေးကတော့ရွာစနေပုတ်ကလေးများသားဖြစ်တဲ့အဖေကတို့ရွာတမိုင်းမကြီးပေမဲ့ဂုံကြီးရဲ့တမီးရဲ့လိုကျမတို့တွေကိုပြောပြတတ်တယ်ဘိုးဘွားစင်စဲမြေတီးမြေနံကိုစားမြေရီကိုတော့ရိုးရိုးသားသားရှိခဲ့ကြတာကိုစိုးလို့လေးသလားကျမတို့ရွာတွေကိုရှေးကလေရွာလို့ခေါ်ကြတယ်လေနဲ့တန်းနဲ့မြေယိုမြမထထိုးပေါဝန်းစာရှာခဲ့ကြသူတွေများတယ်ကျမတို့မျိုးဆက်မှာပြီးအေရာရီနဲ့ခွဲမရခြင်းကဲ့ ရင်းနဲ့ကြူကြည့်ပြင်ကြမဟုတ်လားဒီစာကိုရင်းကကျမတို့ရေချိုးခဲ့ကြတဲ့ရေချိုးစိတ်ကိုတတိယမိရဲ့ကျမတို့ရွာရေစိဟာညနေတိုင်းရင်ဖျားပွဲကြောင်းပွဲတမျှစေကားနေတတ်တယ်လောက်ခင်ကြိုက်ခင်ပြန်တွေဒီချိန်ကြမှအေးခဲ့ကြရေချိုးကြရှော်ကြဖွက်ကြရမဟုတ်လားရင်စိမ့်နဲ့ရွာကြမှာလမ်းလေးမှာလူတွေပရွယ်ကြောင်းလိုက်လို့အော်ကြဟစ်ကြစူးကြညံကြရင်စိမ့်မှာဆုံရအခိုက်အကြောင်းစုံကိုဘောင်းလက်အောင်ပြောကြတယ် ဘဲအကြောင်းနှဲအကြောင်းထဲအကြောင်းပါသလိုတာအကြောင်းတမိအကြောင်းမီးအကြောင်းလည်းပါတယ်ရွာအကြောင်းရဲ့အကြောင်းပါသလိုဆက်အကြောင်းနှဲအကြောင်းတွေလည်းပါတယ်ရစိတ်တောင်ကုန်မှာအဝေဟောင်းတွေပေးချကညနေချင်းဆိုင်အဝေးလျှော်ကြရင်တတင်းစကားအတင်းစကားအပြင်းစကားတွေဗဇာအမျိုးထွေပြောကြသူတွေကနားခွဲလူမတက်အော်ဟစ်တောင်းကျမ်းနေကြတဲ့ကျမတို့ကလေးတွေကိုစကလုံးမပြောင်းလိုက်တာနော်။တွား တော်ရသွားဆော့ကြည်ကြလို့ငေါငဲတက်သေးရဲ့ငေါကမှာငေါကရောမြေထဲရောက်လို့ကတော့ကျမတို့လေနှခမ်းတွေပြားမျက်လုံးတွေနီးလက်တွေပဲကြီးရွာဖြစ်စီအောင်မြေထဲကမတက်ပြီရေကူးပြိုင်ကြရေငုပ်ပြိုင်ကြရေတဲငုပ်ပြီးတူတူပုံကြကြီးရဲတဲ့စိန်ပြေတဲ့ကစားကြအုံနိုင်ကျလို့တော်ရဲကနွားကြောင်ပြဲနွားရည်တိုင်ရင်မြေထဲရောက်ကြတာဆိုတော့မြေရည်ကိုင်းလာပြီဟေးတော်ရင်ကကလေးတွေ ရတရှိကြသလားဟဲ့နွားเจ้าပြန်တဲ့ကအိမ်ပြန်မရောက်ကြတာစူလိန်ငေါလိုက်ကြစမ်းပါဟဲ့ဟဲ့ကြလားနှုတ်အရာဟဲ့နေပြီကဲလေကဲလေဟာရီမတက်ဘူးလားတက်မှာလားငါချီရဲတုတ်နဲ့လမ်းထုမှာနော်ချီရဲတုတ်ဆိုတာချီရိုက်တုတ်ကိုပြောတာပါအဝိရှော်ရဲတုတ်ကိုခေါ်ခြင်းဖြစ်တဲ့ကျမတို့ရွာတွေမှာရက်ကန်းစင်တင်ဖို့ချီခင်တွေကိုချီစာနေရင်တုံနဲ့ထုနဲ့လေးရှိကြတယ်။အရိုင်းနာလေးချီကောင်းလေးဆိုတော့ဒီတုတ်ကြီးတွေနဲ့ အာရပါရလွှဲရိုက်ကြရတယ်။ဒီတုတ်ကြီးတွေကိုအဝေးလျှော်ဖို့တဲ့အရာမှာသုံးတော့လေချီရဲတုတ်ခေါ်ကြတယ်။ဒီလိုဒေါ်ကြီးတော်လေးတွေလီတို့ကငောင်ငဲလွတ်လွတ်သာနွားတွေဆွဲပြီးအိမ်ပြန်ခဲ့ရပေမဲ့မျက်စိကမခွာခြင်းသည့်အပြိုရီရေခက်လန်ချောင်းကြပိုးကြသူတွေကလည်းတူးနေတည်းဘာဝင်ပြီဆိုရင်ကျမရွာကိုတတိယနေမိရဲ့ဘာဆိုဦးတဲ့ကရွာကြီးမှာရေဆက်ဆက်ဝင်နေပြီးရွာကြီးဝါးကျင်တော်ဆက်မှာ ရေတိုးငါးလေးတွေမြူးကြပြီးကျမတို့ကလေးတွေဖို့တော့ဗားကျိန်တော်ခြုံစီရဲ့တိုးပြီးငနှုတ်ငတန်းဖမ်းကြခြင်းဟာကစားနည်းတစ်မျိုးဖြစ်တယ်။စကားကုန်ပြီးဖြင်းတဲ့ဆောင်ပါးတွေနဲ့ငါးတိုက်ကြတယ်။ကျမတို့ကြီးတော်ချုပ်ပေးထားတဲ့ဆက်ထမိန်ကိုတိုးတိုးပောင်းဝှက်ပြီးရေချိုးရင်းငါးတိုက်ရတာအလွန်ပျော်တယ်။ငနုပ်ပေါလေးတွေရလာတော့အင်းကထင်းမိပေါ်တဲ့ပြက်တင်ကငါမိပုတ်ချူချူကိုတည်ရစာဖြင့်စားကြတယ်။ရေရတူပြီးဆိုရင ရွာတွေကိုအရှင်မဝင်သေးပဲရွာတောင်ပြချောင်းပေါက်ကပန်းထွက်ကရွာရှိကိုရှိဝိုင်းနေပြီးတော့ရွာမြောက်ဖြာဖုံးကြီးကျောင်းနှစ်ကျောင်းကြားလမ်းလေးကိုကောင်းထိုးစည်းဝင်နေရှိရဲ့ဒီချိန်ကျမတို့တွေရဲ့အေးချိုးစိတ်ကလည်းရွာမြောက်ဖြာပြောင်းကြရပြီကျမတို့ကလေးတွေကတော့ဖုံးကြီးကျောင်းနှစ်ကျောင်းကြားကရေဝင်ကြိုက်ခြင်းလို့ဖြစ်နေရဲ့အေးစီမြောင်ပလက်ထဲနွားဆက်ခြင်းတို့တွေကို မျောပြီးစီးကြတယ်ရေစံကိုတွန်းသွားလိုက်ကြရေစုံကိုပြန်မျောကြလာလိုက်ကြနဲ့ တတော်ကိုညံလို့စုလုံးမကဆူလာတော့ဆရာတော်ကကြောင်းဝါထွက်ပြီးစိန်လုံးပြကလူစုခွဲရလေးရှိရဲ့မြေရီရွာတဲ့ကမ်းပြေကန်ရှံဝင်လာပြီးဆိုရင်တော့တရွာလုံးရှိဖုံးပြီးဒီချိန်မှာမြေပြင်ရဲ့လို့မြင်ကျင်လို့မမြင်ရတော့ကြီးနေရရာရှိရွေရှိပြီးမြေရီနဲ့ရွာရီတစ်ဆက်တည်းဖြစ်ရပြီးတပြင်းနဲ့ဖြစ်ရပြီးသားကိုအမေတို့ကရွာရီစတုပ်တိုက်ပြီးသူ့တုံးတာမှတ်မိရဲ့အိမ်ရောက်တဲ့တွေတို့နေလို့တော့မဖြစ်တော့အိမ်ပေါ်တက်တက်နေကြရတယ် မိဖို့လဲအိမ်ပေါ်လူနေလဲအိမ်ပေါ်အဲ့လဲအိမ်ပေါ်ကျမတို့ရဲ့ရေချိုးစိတ်ကလည်းအိမ်ပေါ်ဖြစ်ကြရပြီအိမ်ရှိကပြင်ပေါ်ကနေဟုံးကနေခုံချလိုက်ကြပြန်တက်လိုက်ကြလူကြီးဝေရှိမှသိမ့်မကဲဝန်ကြတော့အိမ်နာတိမနေကြပဲရောက်လေရရလက်ပြကူသွားကြရင် စော့ကြတယ်လေလောပြန်ပွေရှိကူပြန်ကြဒါကလေလေရွာက ခလေးဝေဖို့ကစားနေတမျိုးပင်ညနာကဲနာကြည်ကြရသူတွေမှလာမသည့် ရှည်မကြောက်တတ်ကြတယ်လို့ရှည်ကြောက်ဒုက္ခရောက်ကြတယ်လို့လည်းမရှိရည်ကြီးချိန်မှာလူကြီးတွေတဲ့တိန်နဲ့တိန်တဲ့ပြစ်ကူးသွားကြယုံကလွဲလို့တခြားနေမရှိလေဆိုတာကအိမ်နိုင်ရှိရာမဟုတ်နွားစကျင်းတူလေးတွေကတော့ရေဝင်ကမှအားရတယ်မရှိတရွာလုံးရှည်ထဲမှာဆိုတော့တိန်တိန်အိမ်လေချင်းရဲ့ရေချိုးရင်းလည်းရတယ်အိမ်တိုင်းနွားတင်းကုတ်တွေကိုမြှင့်ဆောက်ထားတတ်ကြပေမဲ့တချို့ရေတိုးကျတဲ့နှစ်တွေမှာ ွားတင်းကုတ်တွေလည်းမြုပ်လူနေအိမ်တွေလည်းမြုပ်တဲ့နှစ်တွေကြုံရဖို့တဲ့နွားတွေကိုရေလွရာအရှိကြီးတော့ရွာတွေပဲသွားဖို့ကြရတယ်ကြီးတော့ရွာတွေကိုတိုးရင်မရောက်တော့ရေချမိုးကြောင့်ထားနိုင်တယ်ရေမချောင်မချင်းနွားတွေပြန်လာလို့မဖြစ်တော့တချို့များကြီးတော့ရွာတွေမှာတလားလောက်ကြတာမျိုးပင်ရှိကြတယ်ရွာကနေပါသူတွေခမညီးဆက်ရအိမ်မြေကိုခု တချို့နှစ်တွေမှာ တိပင်းကြီးဝေပေါ်လင်းစင်ထိုးကနေရတာမျိုးပင်ရှိခဲ့ဖို့တဲ့ဒီတော့ရေနစ်လို့မသိငွေကြိုက်လို့တိမ်ပါရကြသူတွေရှိခဲ့ဖို့တဲ့ရေကြပြီဆိုရင်တော့တရွာလုံးရှုနှစ်ရေတွေနဲ့ညှိကြံရစ်တော့တယ်ရေကြီးရအထက်ဘက်ကုန်းမမာစီပြေးပြီးရေခဲကြရာရေချိုးကြရပြီးရေကြပြီဆိုတာနဲ့အဝေးရောက်နေသူတွေလူတွေနွားတွေရွာပြန်ကတ်ကြရပြီးရွာလေလန်းကမြေမာလန်းဆိုတော့ရှောက်လို့ရတယ် ်တစ်ပင်တွေမှာတွဲကပ်နေကြတဲ့အမွေတွေကိုနှင်းကြခြောက်ကြတယ်။မြေရည်တည်လာတဲ့နှုံးမြေတွေဟာတဘာဝမြေစီမြင်းနဲ့ဖြစ်ရပြီးမျက်လုံးလဲပေါ်ပြီးရွာမြေလဲပေါ်ပြီးဒီရက်တည်းကတော်ရွာစားပြီးဟော်ပြောပွဲကအပြန်ကျမညီမဝန်ခွဲတောင်မန္တလေးကိုလိုက်လာခဲ့တယ်။ညာဘက်ရွာအကြောင်းရဲ့အကြောင်းတွေပြောပြကြတယ်။ဒီမဝင်တာနှစ်တွေ့ကြပြီဆိုတော့တခင်တွေမှာမြေစီဩစာညံ့ကုန်ပြီဆိုပါတယ်။ဓာစကြက်တွေပြောက် နွားစာချတာတွေလည်းကြားရတယ်။ရေကတဲဆန်လာလို့တစ်ဥတွေဖြင်းကုန်တာလည်းပါတယ်။အစိုးဆုံးကရေလူချိန်မှာရေမရှိခြင်းဖြစ်တယ်။တက်နိုင်သူတွေကရေစုံဆက်တွေထောင်းကအခင်းနဲ့ရေသွင်းနိုင်ပေမဲ့မတက်နိုင်သူတွေအဖိုးကတော့ကနန်းလက်ကျိုးဖြစ်ကြုံသာရစ်ကလည်းမမထုံနဲ့အနောက်ဘက်ဆုတ်သွားတာများခလေးချင်းမတည့်ကြလို့ပေဆုပ်ဆုပ်ရှောင်ဖွဲ့ဖဲလုံနေတယ်လို့ပါပဲတော့တောင်ပြင်းကြီးဆိုတာတပြက်ကြီးရွာနဲ့မြင်းမနဲ့ဝေးသွားတော့ အေးရတူရာဘူတောနုဒရာမုတ်ဆိုးဆက်တန်စင်မင်းရှိရဲ့တော်ရဲသွားတဲ့လောက်ကြားရအောင်မိနေရပဲကျမညီမပြောနေချိန်မှာကျမတို့ငယ်ငယ်ကရေချိုးစိတ်ကိုမြင်ရောင်နေမိရဲ့အခင်းကအပြန်ရေချိုးကြသူတွေနွားရီတိုက်ကြသူတွေခလေးတယုံယုံ ခွေးတယုံယုံဘမရှိနိုင်ပါတော့မလဲတသက်လုံးကလှိမ့်မကြည့်ခဲ့ကြတဲ့တွင်းကရေကိုအကူကြရပြီ ကျမတို့ဗာကြီးဘိုးတိုက်ကြီးလှူခဲ့တဲ့ရေရင်းကလည်းရေထွက်တစ်ချက်မထွက်တစ်ချက် တောက်ပါလေချိုးပါလေမြင်းစိများ ငရုတ်တလန်းခရမ်းတစ်ခုရှိရပါမိကထမပြေးပါဘူးជីတော်တို့ပြောခဲ့တဲ့စကားတွေအခုတော့မိကပြေးပါရောជីတော်ရဲ့ကျမညမပြောပုံဖြင့်မိကရွာနဲ့ခက်လန်းလန်းကစီးတဲ့ပင့်လို့ဖိတ်လို့သာရကြည်ဆိုရင်အေယာရီမြင့်ကြီးရဲ့ကျမတို့ရွာနဲ့ဘေးကပ်ပြီးစီးတော်မူပါ ရေစီဩဇာနှစ်စင်ချတော်မူပါတောင်မထွန်းကဘာမပြိုရေကြိုအေးအေးလေးပေးတော်မူပါလို့ရှောက်လိုက်စမ်းကျင်သေးရဲ့ ဒိုင်းမဲ့အရာတွေမှလေသူ့ဝေဒနာနဲ့သူမဟုတ်လားသူ့ဒုက္ခနဲ့သူမဟုတ်လားကျမကတော့ရွာကြီးရချိုးစိတ်ကိုလွမ်းနေမိရတယ်ပရိသတ်များရှင်အခုတက်ဆက်ပေးခဲ့တယ်ဆာရီဆက်မှာခင်ခင်ထိုးရှေးတာထားတယ်ရချိုးစိတ်ဆိုတဲ့ဇလံလေးကတော့ဒီမှာနေပေးပါပြီဇလံကောင်းများစွာကိုနားဆင်ခြင်းနဲ့ဆိုရင်တော့ channel လေးကို like and subscribe နှိပ်သွားပေးဖို့တောင်းဆိုပါတယ်ရှင်အားလုံးကိုကျေးဇူးတင်ပါတယ်